ားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်ဒီကနေ့2025ခုနှစ်ဇွန်လ6ရက်နေ့ရက်မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေသက်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့မနက်ခင်းမှာတော့အင်မတန်ကြက်သေးဒုံးနဲ့သတင်းတပုတ်ကစောင့်ကြိုနေပါတယ်ဘာကြောင့်လဲဆိုရင်ဒီအငိမ့်စားတန်အမတ်ကျွန်တော်တို့မေလ22ရက်နေ့ကပြစ်ခတ်ရှင်းလင်းခံလိုက်ရတဲ့ဗိုလ်မှူးချုပ်ဟောင်းချုပ်ထွန်းအောင်သူ့ကိုပြစ်ခတ်ရှင်းလင်းတဲ့သူတွေကိုဖမ်းမိပြီးဆိုပြီး အကြမ်းဖက်စစ်ရှုံးကောင်စီကမလုပ်တယ်လဲဆိုရင်6နှစ်အရွယ်ကလေးငယ်လေးမိကလေးကလေးငယ်လေးအပါဝင် ပြည်သူ16ဦးကိုဖမ်းဆီးပြီးတော့ဒါတွေကဒီဖြစ်စဉ်မှာဒီလိုမျိုးပြစ်ခတ်ရှင်းလင်းတဲ့ဖြစ်စဉ်မှာပါဝင်တဲ့သူတွေပါဆိုပြီးသူတို့ရဲ့ဝါဒဖြန့်ရုတ်တံနေကနေတဆင့်ကြီးညာထားပါတယ်မင်းညကကြီးညာထားပါတယ်အဲ့တော့ဒီဖက်စစ်စစ်တပ်ကတော့ဖက်စစ်ပီတာတယ်6နှစ်အရွယ်ကလေးငယ်လေးမိကလေးတူကဘာများလုံနိုင်ပါလဲ အဲ့တော့အဲ့ဒီမိန်းကလေးကိုဓာတ်ပုံနေရိုက်မျက်နှာတော်မှာဝါးဘူးဓာတ်ပုံနေကြီးကြီးလင်းလင်းရိုက်ပြီးတော့တနိုင်ငံလုံးကိုဝါရဖြန့် channel ကနေတဆင့်ပြတာပြီးတော့တရခံမှာဆိုပြီးဖက်စစ်ပီပီတတလုံးရက်ကိုထပ်ပြီးတော့လုတ်ခဲ့တယ်ဂျာတဲ့ကပြည်သူတွေကိုဇလန်းဆင်ပြီးတော့ဒီလိုမျိုးတရခံနေဖော်ပြတယ်အဲ့တော့တရခံနေဖော်ပြတဲ့နေရာမှာကျွန်တော်ခုနကပြောခဲ့တဲ့လိုမျိုးတက်ကြီးပိုင်းနေနေမဟုတ်ဘဲနဲ့ဒီ6နှစ်အရွယ်ကလေးငယ်လေးကိုပါထဲသွင်းထားတယ်ဆိုတော့ ဒီဖက်စစ်တက်ရဲ့လုပ်ရက်ကတော့အမတန်အောချတော့စရာကောင်းတယ်အမတန်ချီးကျူးစရာကောင်းတယ်အဲ့တော့ဂုံပြုတ်ပေးလိုက်ကြပါချီးကျူးပေးလိုက်ကြပါဒီကလေးငယ်လေးရဲ့စိတ်ဓာတ်ရာနဲ့သူ့ဘဝတစ်လျှောက်လုံးဖြတ်တန်းရမယ်ဖြတ်တန်းမှုအတွက်နည်းနည်းလေးမှထည့်ပြီးတော့စဉ်းစားချက်မပါဘူးတနိုင်ငံလုံးကိုဒီရုပ်ပုံကြီးနဲ့တကွပြသတယ်အဲ့တော့၆နှစ်အရွယ်ကလေးငယ်ကိုတော်မှတနက်ခါကြထိုးပြီးတော့ယောက်ျားရင့်မာကြီးတွေအုပ်စုလိုက်ကြီးကကြောက်ရွံ့ ထိတ်လန့်စွာနဲ့ဖြစ်နေရတဲ့အနေအထားကိုတောင်ဒီအကျန်းဖက်စရှုံးကောင်စီက ရောက်ရှိနေပါပြီအဲ့တော့မြန်မာနိုင်ငံမှာကလေးငယ်လေးတွေဖြစ်ရတဲ့လူဖြစ်ရတဲ့ဘဝကလည်းတော်တော်ကိုစိုးပါတယ်စာသင်ရင်လဲကျောင်းမှာအေးအေးဆေးဆေးစာသင်ရင်လဲဘယ်ချိန်ဘုံကျဲတက်ဖြတ်ခံရမလဲအခုလိုမျိုးအေးအေးဆေးဆေးနေတဲ့ကလေးငယ်တွေကိုလည်းတရက်ခံပါဆိုပြီးရုပ်တံကနေလွှင့်ပြတဲ့အထီကိုရုပ်မာတဲ့ဖက်စစ်စစ်တပ်ပါအဲ့တော့ဒီသတင်းအပြည့်စုံကိုလည်းကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာနားဆင်ရမှာပါနောက်တဲ့ တရင်ကတော့ Greeny Data မှာရှိတဲ့တိုက်ပွဲသတင်းအကြောင်းအရာပါ Rico Data မှာဒီအကြမ်းဖက်စစ်ရှုံးကောင်စီတက်တိုက်ခိုက်ခံရပြီးတော့20ဦးကျော်သေဆုံးပြီးလက်နက်မျိုးစုံ၈လက်သိမ်းဆီးရရှိခဲ့ပါတယ်နောက်ထပ်သတင်းကတော့နိုင်ငံတကာသတင်းတွေဘက်မှာတော့ Elon Musk နဲ့ Trump ကပြဿနာကြီးကြီးတက်နေပါတယ်ကျွန်တော်မပိုင်ရင်သူရွေးကောက်ပွဲရှုံးပါလိမ့်မယ်ကျေးဇူးမတိတတ်တဲ့လူဆိုပြီး Elon Musk ကလည်း Trump ကို ပြောပါတယ် ထရန့်ကလည်းအီလွန်မတ်ကိုအယူဆိုပြီးတော့ပြောတာရှိပါတယ်အဲ့တော့ဒီသတင်းပြည့်စုံကိုလည်းနားဆင်ရမှာပါနောက်ထပ်သတင်းအကြောင်းအရာကတော့ဒဝဲဘက်ကသတင်းပါဒဝဲမြို့နယ်ဒီကြက်စားပြင်ကန္နာလန်းမှာအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုမှာဗျူဟာမှုအပါဝင်စစ်တပ်ဦးသေဆုံးတယ်လို့သိရပါတယ်အဲ့တော့ဒီကနေ့မနက်ခင်းမှာတော့ဒီသတင်းတွေကိုပြည့်ပြည့်စုံစုံနားဆင်ရမှာပါခင်ဗျာ တော့ကျွန်တော်တို့ပထမဆုံးသတင်းတပုတ်အနေနဲ့ကအငိမ့်စားတန်အမတ်ဒီဘုံမှုကျောင်းချိုးထွန်းအောင်ကိုတနက်နဲ့ပြက်ခတ်ရမှာပါတယ်လို့ဆွဆွဲပြီးအသက်6နှစ်အရွယ်ကလေးငယ်နဲ့ဆရာဝန်2ယောက်ပါဝင်16ယောက်ကိုဖမ်းဆီးထားတယ်လို့စစ်ရှုံးကောင်စီကမနေ့ကညမှာသူတို့ရဲ့ဝါဒဖြန့်ရုပ်တံတွေကနေတဆင့်ထုတ်လွှင့်ကြေညာပါတယ်အဲ့တော့မေ22ရက်နေ့မနက်ပိုင်းကရန်ကုန်မယန်းကုန်းမြို့နယ်မှာအငိမ့်စားဘုံမှုကျောင်းချိုးထွန်းအောင်ဟာမြို့သား2ယောက်ရဲ့တနက်နဲ့ပြက်ခတ်ခံရလို့တေဆုံးခဲ့ပြီး ဂုဏံဗော်လီဝါရီယာဖွဲ့ကသူတို့လှုပ်တာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ပြစ်ခတ်ရမှာသုံးတဲ့ဆပီးကိုသုံးပြီးတစည်းပေါ်တင်သွားတာကိုသိရလို့စုံစမ်းရမှာသုံးပြီးမောင်းတဲ့သူကိုစန်းထက်အောင်ခေါ်ဘကိုးသား42ကိုမြောက်ကလာပမြို့နယ်ကသူ့ရဲ့အိမ်မှာဆပီးနဲ့အတူဖမ်းမိပြီးဒီထောက်ပို့လုပ်ခဲ့တဲ့ကိုဝင်းသူခေါ်ကလားလေး39နှစ်ကိုလည်းမြောက်ကလာပမြို့နယ်ကသူ့အိမ်မှာဖမ်းမိတာလို့စစ်ရှုံးကောင်စီကရေးသားဖော်ပြပါတယ်။ရန်ကုန်ခြေစိုက် Golden Valley Warrior ပြောက်ကြဖွဲ့ကတော့စစ်ချုံးကောင်စီက6နှစ်ရွယ်ကလေးငယ်ကိုပါဒီတရခံဆိုပြီးတော့လိန်လယ်ပြီးအမိတက်ပြီးတော့ဖမ်းဆီးပြတာဟာအပြစ်မဲ့ပြည်သူတွေကိုဒီလိုမျိုးပြုလုပ်တာဟာအပြစ်မဲ့ပြည်သူတွေကိုစာနာတနာမိကြောင်းရဲဘော်တွေဘေးကင်းကြောင်းကိုသူကပြောဆိုထားပြီးဖြစ်ပါတယ်ဒီမစ်ရှင်ကိုပေါ်ဆောင်ထားခဲ့တဲ့ရဲဘော်တွေကဘေးကင်းကြောင်းကိုမရှင်ပြုလုပ်တယ်လို့ဝန်ခံထားတဲ့အဖွဲ့ကထုတ်ဖော်ပြောကြားပြီးဖြစ်ပါတယ်အဲ့တော့အခုကလေးငယ်6နှစ်ပဲမြို့သမီးငယ်လေး မင်းကလေးငယ်လေးအပါဝင်ပြည်သူတွေကြားထဲကမြေသားပင်အဖြစ်နဲ့ဖန်းစီပြပြီးဇလန်းစင်ဖန်းစီပြတဲ့ဟာနဲ့ပတ်သက်ပြီးတော့မရှင်ဖော်ဆောင်ခဲ့တဲ့အဖွဲ့ကအခုလိုပြောပါတယ်ကလေးတွေတက်စီသမားတွေဘေးရဲသမားဒီစီရီယန်ဆရာဝန်တွေကိုပါဖန်းပြပြီးတရခမ်းလုတ်ပြပုံထောက်ရင်ဒီကောင်တွေကိုအထက်ကတော်တော်လေးထောင်းလို့ဖြစ်မယ်ဖန်းကျင်ရရှောက်ဖန်းထားမှန်းစာတေချာဖတ်ကြည့်တာနဲ့သိတာနေတယ်အဲ့တော့ဖတ်ကြည့်တဲ့လောက်တော့ဆက်ဆက်မှုလည်းမရှိဘူးတေချာတာတော့တော်တော် အဖိထောင်းခံရလို့ပြည်သူကိုပြန်မဲနေတာမျိုးပဲဆိုပြီးလွမြောက်နေမြေမှာရှိတဲ့ဒီစီရီယန်ကျောင်းဆရာတူကလည်းသုံးသပ်ပြောဆိုတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်။သူတို့ထွက်ဆိုချက်အရဒီလုံခြံရမှာပါပြီးတော့တိန့်ရှောင်နေတဲ့ကုမျိုးကုကုခေါ်ဆိုင်းကုကုခေါ်မင်းစင်ထက်ခေါ်လင်းလက်စော်28နှစ်သူ့ရဲ့ဇနီးဖြစ်သူမပြုံပြုံ24နှစ်တမိဖြစ်သူမလင်းလက်ရွှေ6နှစ်တို့ကိုညောင်ဦးမြို့နယ်ဒီပကန်းမြူဟောင်းမှာသူတို့ကိုလိုက်ပါပို့ဆောင်ပေးခဲ့တဲ့ရင်မောင်း ကိုအောင်ဆန်းဟင်း25နှစ်နဲ့ချိတ်ဆက်ဆောင်ရွက်ပေးသူကိုကြီးကြီးလိုင်း39နှစ်တို့ကိုမွန်ပြည်နယ်မုဒုံမြို့မှာဖမ်းမိတယ်ဆိုပြီးတော့လည်းပြောထားပါဗျ။ဒီလိုမျိုးမစ်ရှင်တွေပေါ်ဆောင်ရာမှာဒီ Golden Valley Warrior ဖွဲ့ကို NUG ရဲ့ကာဝေးဝင်ကြီးဥယျာဉ်မွန်ရဲ့စီစဉ်ထောက်ပံ့မှုနဲ့ဖွဲ့စည်းတာဖြစ်ပြီးတော့လုံခြုံမှုတကြိမ်ကိုနှစ်သိမ်းပေးတယ်ဆိုပြီးတော့စစ်ရှုံးကောင်စီကစွပ်စွဲရေးသားထားတာကိုလည်းကျွန်တော်တို့တွေ့မြင်ရပါတယ်ခင်ဗျာ။ဒါကတော့ပထမဆုံးတွေ့ရတဲ့ပထမကြက်တည်ရုပ်တဲ့ စရှုံးကောင်စီရဲ့ဖက်စစ်တက်ရဲ့လုံရက်တစ်ခုဖြစ်ပါတယ်။နောက်ထပ်သတင်းကတော့တိုက်ပွဲသတင်းကြောင်းရပါ။လွန်ကိုဘက်မှာတိုက်ပွဲပြင်းထန်ပြီးစရှုံးကောင်စီကြာဆုံးများပါတယ်။လက်နက်တွေလည်းသိမ်းဆည်းရမိပါတယ်။ကျွန်တော်ဒီသတင်းနဲ့ဆက်ကြရအောင်ပါ။ဂရင်းနီပီနယ်လွန်ကိုမြို့တပြေကုန်းရွာဖုံးကြောင်ဝင်းအတွင်းမှာရှိတဲ့ဒီစရှုံးကောင်စီတပ်စခန်းဝင်ရောက်တိုက်ခတ်ရမှာ၂၀ဦးတမနဲ့တည်ပြီးတော့လက်နက်၈လက်ရရှိကြောင်း KNDF ဘီဟာနှစ်ကမနေ့က၇လ၅ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ ဂရင်းနီမြို့သားကာကွယ်ရေးတပ်ဗျူဟာအမှတ်နှစ်တက်ရင်းနဲ့မဟာမိတ်ပူးပေါင်းတပ်စုဟာတပ်ပေါင်းစုဟာတပြေကုန်းရွာဖုံးရောင်းဝင်းအတွင်းမှာအခိုင်အမာတက်ဆွဲထားတဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။အဲ့တော့ဆစ်ရှုံးကောင်စီတပ်စခန်းကိုတိုက်ခိုက်တဲ့အချိန်စစ်ကူစစ်ကြောင်းတွေကိုအဲလာတဲ့အဲ့ဒီစစ်ကူစစ်ကြောင်းတွေကိုလည်းဂျားဖြတ်တိုက်ခိုက်ရမှာ MA1 ၅လက် AK47 တလက် MA4 တလက် RPG တလက်နဲ့အခြားလက်နက်ခဲယမ်းတွေကိုသိမ်းယူရရှိခဲ့ကြောင်းရုပ်ပုံ မှတ်တမ်းတွေနဲ့တကွဖော်ပြလာတာကိုတွေ့ရပါတယ်။စစ်ရုံးကောင်စီတပ်ဘက်ကတော့20ဦးထပ်မင်းသေဆုံးခဲ့ပြီးမဟာမိတ်ပူးပေါင်းတပ်ဘက်ကရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့လည်းသိရပါတယ်။ဒီလ3ရက်နေ့ကတိုက်ပွဲပါတိုက်တာကလိုင်ကော်မျိုးပြင်ကစက္ကဆစခန်းကိုအဲ့ဒီချိန်လိုင်ကော်မျိုးကနေစက္ကဆစစ်ကူတက်လာတာကိုပါထပ်တိုက်နိုင်ခဲ့တဲ့ထပ်ပြီးတော့တိုက်နိုင်ခဲ့တာမျိုးလို့သိရတယ်ဆိုပြီး Greeny C ရေးသတင်းရင်းမြစ်ကပြောပြပါဗျာ။ တိုက်ခိုက်ခံရတဲ့သချုံကောင်စီစခန်းဟာလွိုင်ကိုမိုးပြေလမ်းကွက်အနီးမှာရှိပြီးစီဆိုင်မြို့ကိုသွားတဲ့လမ်းပိုင်းပေါ်မှာတည်ရှိတယ်လို့သိရပါဗျ။အဲ့တော့သချုံကောင်စီကမိုးပြေလွိုင်ကိုလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့မိုးပြေမြို့ကိုထိုးစစ်ဆင်နေတာ၅လကျော်ကြာနေပြီဖြစ်ပြီးတော့တော်လန်ရေးတပ်ပေါင်းစုကခုခံကာကွယ်နေဆဲဖြစ်ပါတယ်။လက်ရှိမှာတော့ဂရီနီပြည်နယ်မှာဘော်လခဲနဲ့ဖားဆောင်မြို့နယ်မှာလည်းတိုက်ပွဲဖြစ်ပွားမှုတွေရှိပြီးဂရီနီတပ်ပေါင်းစုကသချုံကောင်စီတပ်ရဲ့ကာကင်းစခန်းတချို့ကိုသိမ်းပိုက်ရရှိထားပါတယ်ခင်ဗျာ။ ဒါကတော့ greeny data မှာတွေ့ရတဲ့စည်ရည်သတင်းအကြောင်းအရာတွေဖြစ်ပါတယ်။နောက်ထပ်သတင်းကတော့ Trump နဲ့ Elon Musk တို့ပြဿနာအကြီးကြီးတက်နေတယ်ဆိုတဲ့သတင်းပါ။ဒီသတင်းအပြည့်စုံကိုလည်းကျွန်တော်တို့ကြည့်ရအောင်ပါ။အထက်လွှတ်တော်မှာဆိုင်းငံ့ထားတဲ့သမရရဲ့အဓိကအခွန်ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးသမရ Trump နဲ့ Tesla မှုဆောင်ရာရှိချုပ် Elon Musk တို့ကြားမှာသဘောထားကွဲလွဲမှုတွေတိတိတသားပေါ်ထွက်လာခဲ့ပါတယ်။ Trump က Elon Musk ကို အယူလို့ခေါ်ခဲ့ပြီးတက်စလာပြင်အာဂတာစူးစမ်းလေးလာရေးကုမ္ပဏီ Space နဲ့ညာရင်တုကုမ္ပဏီ SAI တို့ကိုပိုင်ဆိုင်တဲ့ဂရေကျွဲတတိယကြီး Mars ရဲ့ကုမ္ပဏီတွေနဲ့အစိုးရစာချုပ်တွေကိုဖြတ်တောက်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်ခဲ့ပါတယ်။အထရန်မှတ်ချက်တွေအပြီးမှာတော့ Tesla ရဲ့ stock share ဈေးနှုန်းတွေကျဆင်းခဲ့ပြီး Mars က Space 8ဟာဒီ train ရဲ့ချင်းချောက်မှုတွေကြောင့် Space X ဒါလုံဆောင်နိုင်တဲ့အာကာသကိုတည်ယူပို့ဆောင်ရေးလုပ်ပေးနေတဲ့သူတို့ရဲ့ဒီ Dragon အာဂါတယင်ဒီကိုချက်ချင်းဖျက်သိမ်းမယ်လို့ပြောကြခဲ့ပါတယ်။ဥပဒေချမ်းမှာလက်စစ်ကားဝယ်ယူရင်အခွန်လျှော့ပေးမှုကိုဖျက်သိမ်းလိုက်တာနဲ့ NASA မှာလုပ်ပိုင်ခွင့်ညှင်းဆိုလိုက်တာကြောင့်မကြသေးမီကအထိသူတို့ရဲ့ထိတ်တန့်ကြံပေးတူဖြစ်ခဲ့တဲ့ Musk ကအခွန်ဥပဒေမူကြမ်းကိုစန့်ကျင်နေတာဖြစ်ကြောင်း Trump ကပြောဆိုပါတယ်။ကျွန်တော် Elon Musk ကိုအရင်စိတ်ပြတ်မိပါတယ်။ကျွန်တော်သူ့ကိုအများကြီးကူညီပေးခဲ့ပါတယ်ဆိုပြီး Infuriator မှာ Trump ကသတင်းတောက်တွေကိုပြောကြခဲ့ပါတယ်။အဲ့တော့ အဲ့ဒီနေရာမှာပဲလွန်ခဲ့တဲ့တပတ်ခန့်ကတော့မတ်ရဲ့ဒီအစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန DOG ကအစိုးရ၃စိမ့်နဲ့ဝန်ထမ်းဥယျာဉ်ကိုဖျက်တောက်ခဲ့တဲ့အတွက်ချီးကျူးခဲ့ပါသေးတယ်။ဒီလိုနဲ့ကျွန်တော်ကကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ဆက်ရှိမလားတော့မသေးကြတော့ပါဘူးဆိုပြီး Trump ကပြောခဲ့ပါတယ်။အဲ့တော့ social media X မှာလည်းပို့တစ်ခုတင်ပြီးတော့ Trump ကိုလှင်းလင်းမြန်မြန်ပြက်ပြက်သားသား Musk ကတုံ့ပြန်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ဖက်ဒရယ်လူငွေပြမှုတိုးလာနိုင်တဲ့အတွက်ဒီဥပဒေမူကြမ်းကိုဝေဖန်ခဲ့တာပါဆိုပြီးတော့သူက ရေးသားခဲ့တာပါအဲ့တော့ရေနံနဲ့သဘောတန်ငွေထောက်ပံ့ကြီးတွေကိုမဖြတ်တောက်ပေမဲ့အလုံးမတရားပါဘူးလက်စစ်ကားနဲ့နေအောင်ကြီးစွန်းအင်အတွက်မလုံးပေးမှုကိုဖြတ်တောက်လိုက်တာကြောင့်ဥပဒေကြမ်းကအလုံးစိတ်ပြက်စရာကောင်းပါတယ်လူရင်ကြီးမှုတမိုင်းတစ်လျှောက်ဒီလိုဥပဒေကြမ်းမျိုးကြီးကျယ်ခမ်းနားပြီးလှပတဲ့ဥပဒေမျိုးတစ်ခါမှမရှိခဲ့ပါဘူးဆိုပြီးမတ်ကရေးသားခဲ့ပါတယ် ဲ့တော့ကျွန်တော်မပိုင်ထရန့်ရွေးကောက်ပွဲမှာရှုံးမှလိမ့်မယ်ဆိုပြီးတော့မတ်စကထပ်ပြီးတော့ရေးပါတယ်ဒီမိုကရက်တစ်ပါတီကအောက်လွှတ်တော်ကိုထိန်းချုပ်သွားမှာဖြစ်ပြီးရီပါဘလီကန်ကအထက်လွှတ်တော်မှာ51 49သာရှိလိမ့်မှာဖြစ်ပါတယ်ထရန့်ရဲ့2024ခုနှစ်မဲဆွယ်စည်းရုံးရေးအတွက်ကျွန်တော်ကအများဆုံးဗန်နာရေးထောက်ပံ့ပေးသူဖြစ်ပြီးဒေါ်လာတန်း250ကျော်သုံးစွဲခဲ့ပါတယ်ဆိုပြီးတော့အီလွန်မတ်ကပြောဆိုရေးသားပါတယ်အဲ့ဒီလောက်ထိကျေးဇူးကမ်းတဲ့လူပါဆိုပြီးမတ်စကထပ်ပြီးတော့ရေးပါတယ် အလဲလူ80ရာခိုင်နှုန်းကိုအမှန်တကယ်ကိုစားပြုတဲ့နိုင်ငံရေးပါတီအစ်စ်တစ်ခုဖန်တီးဖို့အမေရိကမှာ အချိန်တန်ပြီလားဆိုပြီး mask က is မှာသုံးဆွဲသူတွေကိုစစ်တမ်းတစ်ခုကောက်ယူခဲ့ပါတယ်တက်စလာမှုဆောင်ရရှိတဲ့ Republican သမ္မတတို့ကြားမှာရန်လုံမှု ဖြစ်ပွားတာကြောင့်တက်စလာရဲ့ share တွေဟာ80ခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်ခင်ဗျာဒါကြောင့်နိုင်ငံတကာသတင်းတွေဘက်မှာ trend နဲ့ Elon Musk တို့ရဲ့ကြီးကြီးကျယ်ကျယ်ဖြစ်နေတဲ့ပြဿနာပါ ော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒဝေဘက်ကတိုက်ပွဲသတင်းအကြောင်းရပါတင်းနိုင်တိုင်းဒဝေမြို့နယ်ဒီကြက်စားပြင်အဲကျွန်တော်တို့ဒေသအခေါ်ကြက်စားပြင်လို့တမထွက်ရင်လည်းကျွန်တော်ပြင်ပေးပါအဲ့ဒီကန္နာလန်းမှာအထိုင်ချတက်ဆွဲထားတဲ့အချမ်းမဲ့ဆက်ရှုံးကောင်စီတက်ကိုဝင်ရောက်တိုက်ခတ်ရမှာဗျော်မှုပါဝင်17ဦးသေဆုံးခဲ့ကြောင်း Special Gorilla 4အထူးပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောဆိုပါတယ်မီလာ30ရက်နေ့ညနေ6:59မိနစ်လောက်မှာဒဝေမြို့နယ်ကြက်စားပြင်ကန္နာလန်း ဒီတကုံ၅ဈေးအနီးမှာအထိုင်ချတက်ဆွဲပြီးလောင်းလုံးမြွတ်နယ်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ကူနေတဲ့အကြမ်းမဲ့ဆက်ရှုံးကောင်စီတပ်သားတွေကိုဒေါ်လာဟင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါအဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့ဆက်ရှုံးကောင်စီတပ်ဘက်ကဗျူဟာမူအပါဝင်စစ်တပ်ဦးတွေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများပြပြီးဒေါ်လာဟင်းတပ်ဖွဲ့ဝင်တွေထိခိုက်မရှိနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကွေးအသေးစင်းကတော့ထတ်တိုးတော့မရှိပါဘူးအင်းကတော့သူတို့ရောက်လာတာ15កောင်ပဲရှိတယ်ကျွန်တော်တို့တိုက်ခိုက်မှုအတွင်းမှာ ်ဗျူဟာမူပါဝင်၁၁ဦးသေဆုံးတယ်လို့သိရပါတယ်ဆိုပြီး Special Gorilla Food အထူးပြောက်ကြားတက်ဖွဲ့တာဝန်ရှိသူတဦးကအချိန်နှီးသေးစိတ်ကိုပြောပြပါပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာထူးထူးခြားခြားတွေ့မြင်ရတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ထူးထူးခြားခြားသတင်းတွေထဲမှာဆိုလို့ရှိရင်ပထမဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့6နှစ်အရွယ်ကလေးငယ်လေးကိုတရားခံစင်းသွင်းပြီးတော့ဓာတ်ပုံနဲ့တကွသူတို့ရဲ့ဝါရဖြန့်ရုပ်တံလိုင်းတွေကတနင်္ဂနွေလုံးကိုပြတ်တာတဲ့လို့ရဟာ ျွန်တော်တို့အမတန်းကိုအသိနာစရာကောင်းပါတယ်ရှုတ်ချရမယ်အကြောင်းအရာ ဖြစ်တယ်လို့ဒီလိုဖြစ်ရတည်နောင်မဖြစ်ဖို့အတွက်ဒါမျိုးတွေမကြုံတွေ့ရဖို့အတွက်ဒီကောင်းနေမြန်မြန်ဒီဖက်စစ်တက်ကိုမြန်မြန်တုတ်တင်နိုင်မှသာကျွန်တော်တို့နီလန်ဖြစ်မှာပါဒီနီလန်တစ်ခုပဲရှိပါဒီကောင်းနေဆက်ပြီးတော့အုပ်ချုပ်နေမယ်ဒီကောင်းနေထက်ပြီးတော့ထိုင်ကုန်မှာဖင်မြင်းနေဦးမယ်ဆိုရင်တော့ဒီလိုမျိုးရင်နာစရာကောင်းလာတဲ့အဖြစ်ဆိုးတွေကိုဆက်ခါဆက်ခါထပ်ပြီးတော့ကြုံတွေ့သိမြင် နေကြရမှာပါအဲ့တော့ဒီသတင်းကိုပြန်မျှဝေတဲ့သူတွေကိုလည်းမြေတားရက်ခံကြပါတယ်အဲ့ဒီကလေးငယ်လေးရဲ့ရုပ်ပုံလေးအဲ့တော့မြေသားပင်ဖြစ်နေဇလန်းဆင်ပြီးတော့ဖန်ဆီးခံရတဲ့ပြည်သူတွေရဲ့ရုပ်ပုံတွေကိုပြန်ပြီးမျှဝေတဲ့အခါမှာကျွန်တော်တို့မျက်နာတွေကိုဟိုဝါးတယ်လို့ခေါ်တာပေါ့ဝါးတယ်ဗလားတယ်ပေါ့ဒီအက်ဒစ်မှာဆိုရင်တော့ဗလားတယ်လို့ခေါ်တယ်မျက်နာတွေကိုဝါးပြီးတော့ပြန်မျှဝေလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါမယ်မဟုတ်လို့ရှိရင်ဒါတွေကစစ်ရှုံးကောင်စီကဇလန်းဆင်ပြီးတော့သူတို့ ခုနကျောင်းဆရာတယောက်သုံးသက်တယ်လို့ပဲဖေါ်ကအပေါ်ကနေပြီးတော့အထောင်းခံရတဲ့အခါမှာမင်းတို့မမိသေးဘူးလားမင်းတို့ဒီဟာအတွက်ဆိုပြီးတော့ဆဲဆိုခံရတဲ့အခါမှာဂျားလေးကဘာမဆိုင်ညာမဆိုင်ပြည်သူတွေကိုမြေစာပင်ဖြစ်နေအတုံးချပြီးတော့ဇလန်းစင်ဖန်းသီးပြတဲ့အပေါ်မှာကျွန်တော်တို့ကထပ်ပြီးတော့မျက်ဝေးပြတ်နှက်အောင်လှုပ်တဲ့အခါမှာဒီရုပ်ပုံတွေအတိုင်းတင်မယ်ဆိုလို့ရှိရင်ဒီကလေးငယ်ကိုပို့ပြီးတော့လူတွေကသတိထားမိမယ်သူအသက်အရွယ်ရလာတဲ့အခါမှာဒီပုံတွေကိုပြန်တွေ့ရရင် ်သူဘယ်လောက်ထိစိတ်တန်ရာရမလဲဘယ်လိုမျိုးဆက်ရှင်သန်ရမလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လေးအဲတတိထားပြီးတော့ပြုမှုတင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေရာကနေဒီပုံဒီကိုမျှဝေမယ်အဲဒါကိုစစ်ကုန်းစစ်ဆောင်စစ်ဆောင်ကောင်စီကိုဆဲကျင်လို့ပဲဖြစ်ဖြစ်ဒီသတင်းကိုမျှဝေချင်တာပဲဖြစ်ဖြစ်ပြုလုပ်တော့မယ်ဆိုရင်တော့ဒီအချက်လေးကိုတတိထားပေးကြဖို့မေတ္တာရက်ခံချင်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပြည်သူပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအ мян ဆုံး လွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျွန်တော်ရဲ့မိသားစုဆက်ဆံနေရခြင်းနဲ့လျှင်ဝဲရေဒီမှာမိသားစုမိမိများအနေနဲ့ဖြတ်ပြီးတိတ်ဆောင်လာမျိုးစောတတိဖြတ်ပြီးလာတယ်လူစုလူဝေးတိရောချင်းများမကြည့်လို့ကြဘူးတိုက်တယ်လို့ဟောပါတယ်ခင်ဗျာမိဝဲရေဒီမှာမိသားစုဆက်ဆံနေရခြင်းဒီနေ့မှာ ကိုယ်ကိုယ်ကျင်းရကိုယ်ကျင်းရတင်းလာတာမခံနိုင်ကြဘူးဥပါရခံရပါလေခင်ဗျာဘယ်ဘယ်လုံးလုံးတစ်ချက်ပြီးခဲ့တဲ့နေ့ရေကြောင်တစ်ချက်ဆက်ထားရဲ့လေရနာကိုတော့မင်းလာကြည့်ကြည့်ရှင်ကျင်းရမပြီးလို့ဖို့ကိုလည်းမေတ္တာရခံတိုက်တွန်းလို့ဆက်အပ်ပါလေခင်ဗျာဒါလို့ဥပါဒီဒီဒီများနေမယ်မင်းရဲ့အိမ်ထဲမှာဘုန်းကြီးနဲ့ဘုန်းကြီးနဲ့မဖြစ်မလို့ဒီထားကြလို့ရပါတယ် အိမ်ထဲအိမ်ပိုင်းမှာဘုန်းကိုကျင်းတဲ့ခရုံကြီးတွေပြင်ပေးထားကြတယ်အခုလိုပြင်လို့ရပါတယ်ခင်ဗျာဘယ်ကမလို့မိမိရဲ့အိမ်ထဲမှာလေကြောင်းရဲ့မကောင်းဝင်နိုင်တဲ့အတွက်ဘုန်းကိုကျင်းတဲ့ခရုံကြီးများမဖြစ်မနေစတဲ့ပြင်ပေးထားကြဖို့တိုက်တွန်းလို့ဆိုအပ်ပါခင်ဗျာအခုလို့ Thank you. that hit the sea. Say that's why I do me. Chose up next to me. Favorite deed on Zoom at that we be said me. How he goes, he tell you at me. Sara kuni pe ma kaura len tre ni ye in tre ta pi pi ta ti de sa ni yen du ana ju nya che mo mi khe ni nyen chin nya ne swe che ti ni yong si di နိုင်ငံတော်ကိုသူစစ်ချမည် ဆွမ်းအတူညီစိုးစားပြတ်ကြော်မီဖယ်ရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မီဒါဝင်ကိုစီတန်ရွေးချမီစာရာကူညီပေးမှာထောက်ရလက်တွေ့ညီရဲ့ရင်သွေးတော့ပြီးပြီးတက်တိသစာညီရှန်ဒူအာနာယူမြာခြေမုံမြင့်ချင်းညီမြန်ပညာနဲ့ဆွဲပြည့်စီညီ有几滴，把那滴。 Susie D. I'm tout, c'est terminé.